ကြည့်ပြီးတဲ့နေနှစ်လအတောအတွင်းပေါ့နှစ်လအတောအတွင်းမှာကိုယ့်ရဲ့အခုလက်ရှိတက်မာကြီးကဘယ်လိုပုံစံမျိုးနေနေလဲဆိုရင်တေးကြတယ်ညီတို့ရဲ့ခန္ဓာကိုယ်ပိုစီရှင်ကလည်းပူအားပိုစီရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့တက်မာကြီးတွေကလည်းဒီထက်ပိုပြီးတော့ကောင်းမွန်လာဖို့ကအလားလာကပိုပြီးတော့ chance ကပိုနေတယ်အဲ့ဒါဆိုရင်ကိုယ်နဲ့အနေထားလေးအတိုင်းပဲပုံမှန်လေးဒီလိုပုံစံမျိုးနဲ့အက်တစ်လေးလုံးကိုလို့ဆရာရှိတဲ့အကြောင်းတရားကိုကိုလုံးလိုက်သူမကောင်းအဲ့ ကျမကြီးနဲ့ပတ်သက်တာလေးကိုကြည့်ပေးမှာပဲဖြစ်ပါရဲ့เนาะโอเคအဲ့ဆိုရင်ကျမကြီးနဲ့ပတ်သက်ပြီးတော့ကြီးမဲ့ program လေးပေါ့เนาะကျမကြီးဆိုတော့โอเค ခုနှစ်တန်းတမီးရှင်းနေနံပေါ့နော်အဲ့အမှာကျမ်းမာရေးဒီထက်ပိုပြီးတော့ကောင်းအောင်ဘာတွေလုပ်ရမလဲပေါ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကြည့်ပြီးတဲ့နေ့2လအတော်အတွင်းပေါ့2လအတော်အတွင်းမှာကိုယ့်ရဲ့အခုလက်ရှိကျမ်းမာရေးကကောင်းနေတယ်ဆိုလဲဒီထက်ပိုကောင်းအောင်အအခုကျမ်းမာရေးကနည်းနည်းလေးညံ့နေတယ်ဆိုလဲဒီထက်ပိုကောင်းအောင်နီလန်လေးတွေကိုညီရပြောပြပေးမှာပဲဖြစ်ပါတယ်ထဲလိုကလေးနဲ့ကြည့်ပေးမယ်ဒါလေးက collateral reading ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါတလေမှာအာဒီကိုယ့်နဲ့ energy vibration မတူညီရလေးရှိတဲ့တဲ့တချို့လူတွေဆိုအရန်ကို မှတ်သွားတာကြီးလည်းရှိတတ်တယ်။ဘယ်လူတွေကပို့ပြီး energy ကြိုက်တယ်လဲဆိုတာကိုညင်း tarot ကလေးနဲ့တစ်ချက်ပြန်ပြီးတော့သုံးသပ်ပြပေးမယ်နော်။ Okay ဒီ video ကိုကြည့်ပြီးဒီနေ့နှစ်လအတော်တွင်းမှာကျမ်းမာရေးဒီထက်ပိုကောင်းမွန်အောင်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာလေးကိုညင်းတကျင်နဲ့ဒါလေးလည်းပြောကျင်နဲ့။ Okay နောက်တစ်ခုကကြတော့ဘာရှိနေလဲဆိုတော့ အာ future set ပေါ့နော် higher future set တွေကဘယ်လိုရှိမလဲအဓိကတော့ပြောမှဆိုသူတို့ရှေ့ set ပြီးတော့သူတို့ရဲ့အနာဂတ်မှာသူတို့ကိုယ်တိုင်သူတို့ဘယ်လိုပုံစံမျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတဲ့ဟာလေးပဲဖြစ်ပါတယ်တစ်ချက်ကြည့်ပြပါမယ် အဲခொနဲ့သားသမီးရှင်နေနဲ့အပေါင်းဒီဗီဒီယိုလေးကိုကြည့်ပြီးသိနေရဆပြီးတော့နှစ်လအတော်အတွင်းမှာဘာတွေကြုံနိုင်မလဲအဓိကတော့ညင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးပါမယ်ဖြစ်ပါတယ်အခုလက်ရှိကျမ်းမာရေးညံ့နေတယ်ဆိုရင်ကျမ်းမာရေးပိုကောင်းအောင်ကျမ်းမာရေးကောင်းနေတယ်ဆိုရင်လည်းပိုပြီးတော့ကောင်းအောင်ပေါ့နော်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာလေးကိုညင်တစ်ချက်ကြည့်ပေးပါမယ်อืมโอเคနောက်ထပ်တစ်ချက်နောက်ထပ်နောက်ထပ် oregano လေးနဲ့လည်းတစ်ချက်ကြည့်ပေးပါမယ်ဒါကတော့ higher future set နဲ့ ကြည့်ပေးလိုက်တဲ့အခါမှာဆိုရင်နဲ result လေးတွေကတော့ထွက်လာပြီ okay ပေါင်းဆက်ပြီးတော့ပြောပေးမယ်เนาะအဲဒါဆိုသူတို့အတွက်ဘာတွေထပ်ပြီးတော့လောက်ရမလဲပေါ့เนาะဒါလေးကိုလည်းကြည့်ပေးပါမယ်음 okay ဒီဟာကိုဖတ်သည့်နေမှာစာ oh sorry ဒီ video ကိုကြည့်သည့်နေမှာစပြီးနှစ် အနှစ်လအတော်အတွင်းပေါ့နော်ကျမကြီးဒီထက်ပိုကောင်းအောင်ဆိုရင်သေချာပါတယ်အာညင်းတို့ဒီပြောမယ်တချို့မင်းကလေးတွေပေါ့မင်းကလေးတွေအနေနဲ့ဆိုရင်တအိမ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး view site ပေးကြည့်ခြင်းနဲ့တအိမ်ပေါ့နော်တအိမ်အားကောင်းတဲ့ဈေးလေးတွေဒါမှမဟုတ်ရင်တအိမ်အားကောင်း view site ပေးတာမျိုးလေးနည်းနည်းလုပ်ပေးပါအာဒီနောက်တစ်ခုကကြ relationship တွေအနေနဲ့ကြတော့တစ်ခါတလေမှာနည်းနည်းလေးအစီမကတ်တာလေးတွေရောရှိကောင်းရှိမယ်ဒါပေမဲ့အဲဒီတက်မိုင်းနဲ့ပတ်သက်ပြီးတော့မျိုးပွားအင်္ကာလေးတွေကို ည်းနည်းဂရုစိုက်ပေးစေချင်ပါတယ်အဲနောက်တစ်ခုကကြတော့အဲ့ ယောက်ျားလေးကောမိန်းကလေးကောနှစ်ဦးစလုံးကျမ်းမာရေးပို့ကောင်းသွားအောင်ဆိုရင်တော့တေချာပါတယ်ညီတို့ဟိုဘယ်လိုခေါ်မလဲ relax ပေါ့လုံးဝကိုအနာပေးလိုက် physical ရော mental ရောနှစ်ခုစလုံးကိုအနာပေးလိုက်ခြင်းအဖြစ်လဲညီတို့ပြန်ပြီးတော့တအိမ်နေအားကောင်းလာမယ်အာနောက်တစ်ခါကျတော့မြို့ပွားအင်္ကာတွေပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်လာမှာပဲဖြစ်ပါတယ်ဒါကကျတော့ဘာဘယ်လိုပုံစံမျိုးနဲ့လုပ်ရမလဲဆိုတာလေးကိုညီကအကြံဉာဏ်လေးပေးတာပဲဖြစ်ပါတယ် okay အာနောက်ဒီပေါ့နော်ကိုရဲ့ အဆောင်ရှောက်တွေရဲ့တကားတွေကဘယ်လိုပုံစံမျိုးနဲ့ပွင့်နေလဲဆိုတာလေးကိုလည်းညင်းတစ်ချက်ကြည့်ပေးပါမယ်။အင်းလမ်းလျှောက်ဖို့လိုနေရဲ့တိလား။လမ်းလျှောက်ဖို့လိုနေဒီထက်က အာနောက်တစ်ခုကကြတယ်လေညင်းတို့ဒီထဲမှာလေအာ universe ကိုအာယုံကြည်တဲ့သူတွေလည်းရှိတယ်ယုံမယုံကြည်တဲ့သူတွေလည်းရှိရပါဘာဒါပေမဲ့ယုံကြည်တဲ့သူတွေအတွက်ကိုပဲညင်းပြောပေးပါမယ်အာ universe ကိုသာယုံကြည်ပေးလိုက်ကိုယ့်ရဲ့အာ one twin သိစိတ်ပေါ့နော် one twin သိစိတ်ကိုလည်းယုံကြည်ပေးပြီးတော့ကိုနေထိုင်ပြုမှုလုံးမပြုမှုမယ်ဆိုရင်တော့ဒီအတော်တွင်းမှာနှစ်လအတော်တွင်းမှာတက်မှရေးရတော့ပို့ပြီးတော့ဒီချက်ပို့ကောင်းလာမယ်အာနောက်တစ်ခုကကြတော့ဘာရှိသေးလဲဆိုတော့ကိုယ့်ရဲ့စိတ်ဝိညာဉ်လေးကိုပဲနည်းနည်း ည်းလေးပြန်ပြီးတော့ထိတ်ခဲပြန်လုံးစေခြင်း ਨੇ အာအဓိကတော့ညင်းတို့ lunch over ထိုင်နေတာပုံများတဲ့သူတွေပေါ့ဥမာညင်းတို့အာ terror reader တွေပဲဖြစ်ဖြစ်နောက် accountant တွေပဲဖြစ်ဖြစ်အဲလမ်းများများလျှောက်ပေးပါလမ်းလျှောက်ပေးခြင်းအဖြစ်လဲကိုယ့်ရဲ့ကျန်းမာရေးတွေပို့ပြီးကောင်းလာမယ်နောက်တစ်ခုကကျတော့ကိုကိုတိုင်းကိုယ့်ရဲ့ကျန်းမာရေးကိုလေဟာငါကျန်းမာရေးညံ့နေဒီလိုကြီးပေါ့နော်သိရမလားညင်းပြောပြမယ် position ဟာပေါ့ physical position ကလည်းအရန်အရေးကြီးညင်းတို့ကနေမကောင်းတော့ဆိုဟွန်းငါနေမကောင်းဘူးဆိုဒီလိုကြီးပုံစံမျိုးနေနေတယ် ဲဆိုရင်တေကြတဲ့ညီနှုတ်ရဲ့ခန္ဓာကို position ကလည်းပူဝါ position ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးတွေကလည်းဒီထက်ပို့ပြီးတော့ကောင်းမွန်လာဖို့ကအလားလာကပို့ပြီးတော့ chance ကပိုနေတယ်အဲဆိုရင်ကိုနဲ့အနေထားလေးအတိုင်းပဲပုံမှန်လေးဒီလိုပုံစံမျိုးနဲ့ edit လေးလုပ်ကိုလုံးဆရာရှိတဲ့အကြောင်းတရားကိုကိုလုံးလိုက်သူမကောင်းကျမ်းမာရေးမကောင်းတာသူ့အပိုင်းကိုကဘာဖြစ်လို့လဲဆိုတော့ physical ရော mental ရောကောင်းအောင်ကိုလုံးရမယ်ဆိုတဲ့အသေးစိတ်လေးပေါ့ အဲ့ဒီစိတ်လေးဒါပြောင်းပေးကြည့်ပါအဲ့ဒါဆိုရင်ဒီထက်ပိုပြီးတော့ကျမ်းမာရေးတွေထောင်းထောင်းကြီးလာပါလိမ့်မယ်အာ okay အဲ့ဆိုရင်ငိမ့်နေနဲ့ပြန်ပြီးတော့ပြန်ကောက်ပြီးတော့ပြောပြရမယ်ဆိုရင်တော့အာဒီထဲမှာအာခွန်းတဲ့သာသမီ၈နှစ်နဲ့အပေါင်းမှာဆိုရင်တော့တေးကြတလောက်ကကိုစိတ်သွားတိုင်းကိုပါပြီးတော့စိတ်ညက်လက်ညက်သမားတွေအခုတလောမှာအာဒီနည်းနည်းလေးဟိုစိတ်လေးကိုနည်းနည်းလေးပြန်ပြီးတော့ short ပေးစေခြင်း ਨੇ ဇာစိတ်လေးနည်းနည်းလေး short ပေးခြင်းအဖြစ်လေကိုယ့်ရဲ့ကျမ်းမာရေးတွေကဒီထက်ပိုကောင်းလာလိမ့်မယ်အာ ာနောက်တစ်ခုကကြတော့အထိုင်များတဲ့သူတွေပေါ့နော်အထိုင်များတဲ့သူတွေလည်းအာဒီထက်ကသူတွေရှိရဆိုရင်လည်းအာလမ်းလေးလျှောက်ပေးတာမျိုးတွေနည်းနည်းလုပ်ကြည့်ပေးပါဟုတ်တယ်ဒီထက်မှာအထိုင်များတဲ့သူတွေအရန်ဟိုကျမကြီးနဲ့ပတ်သက်ပြီးနည်းနည်းခြူကြတာတွေတော့တွေးရတယ်ပေါ့နော်အာနောက်တစ်ခုကကြတော့ဟိုကိုကိုရဲ့မနိုင်အင်ကာပေါ့မနိုင်အင်ကာအာကိုလုံနိုင်တာကတစ်ဆိုရင်အာ၃၄ခုလောက်ကိုအာကိုကအလုံးနှစ်ခုလောက်ခွဲလုံနိုင်နေဆို၃၄ခုလောက်ကိုကိုပေါ်မှာကိုခေါင်းပေါ်မှာဟိုတင်ထားပြီးတော့ stress တွေအရန်များနေရဆိုပြီးလဲကိုမနိုင်တာလေဆိုလွတ်ချ ချလိုက်နိုင်တဲ့ဥစားတွေတစ်ခုပြီးတစ်ခုလုတ်ပေးခြင်းအပြင်ညို့အချိန်မှာအဲ့ဆယ်ခုစလုံးကိုလုတ်ပြီးသွားမယ်၃ခုစလုံးဆိုရင်အဲ့၃ခုစလုံးကိုကွာလုတ်ပြီးသွားပြီးဖြစ်သွားလိမ့်မယ်ဒီပိုင်းနဲ့ထဲမှာတော့ညို့လုံနိုင်သလားပါဥမာညို့လက်ကနှစ်ဖက်ရှိရဲဆိုလက်နှစ်ဖက်နဲ့တစ်ဖက်ကတစ်ဖက်အလုတ်ကိုလုတ်ပြီးသွားပြီးဆိုနောက်တစ်ခုလုံးနောက်တစ်ခုလုံးအဲ့လိုပုံစံမျိုးတွေနည်းနည်းသွားပေးကြည့်ပါကျန်းမာရေးလည်းဒီထက်ပိုကောင်းလာလိမ့်မယ် stress တွေလည်းရောကျသွားလိမ့်မယ်ခုနရှေ့ရပြန်ပြောရမယ်ဆိုရင်တော့ညို့ကျန်းမာရေးတွေကိုအထူးဂရုစိုက်ဖို့လိုရတာထိုင်နေသူတွေလမ်းလေးလျှောက်ပေးပါ နောက်တစ်ခုကကြတော့ညင်တို့ခုနပြောတဲ့အာမင်းကလေးတွေဆိုရင်တအိဟိုဟာတက်ပိန်နဲ့ပတ်သက်ပြီးဂယူဆိုင်ပေးပါယောက်ျားလေးတွေမင်းကလေးတွေပဲဖြစ်ဖြစ်မျိုးပွားအင်္ဂါနဲ့ပတ်သက်ပြီးတော့အဲစိတ်ညစ်တာတွေဆိုရင်လည်းတေချာပါတယ်အဲ့အားလေးကိုနည်းနည်းလေးအာကို့အနေနဲ့ဒီပေါ်ဘယ်လိုပြောမလဲ ကိုတယောက်တည်းအေးအေးဆေးဆေးလေးနဲ့တိတ်ဆိတ်ဆိတ်ဆိတ်လေးနဲ့ကိုတတောင့်တတာလေးနဲ့အဓိကတော့ physical ကိုလည်း relax လုပ် mental ကိုလည်း relax လုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့မျိုးပွားအင်္ဂါတွေပို့ပြီးကောင်းလာလာလိမ့်မယ်ရေများများတောက်ပေးပါရေများများတောက်ပေးခြင်းအပြင်ပို့ပြီးတော့ဒီထက်ကောင်းမွန်တဲ့အနာဂတ်လေးကိုပို့ရလာပါလိမ့်မယ်ဒါကတော့ဒီ video ကတော့ညီပါကိုလုတ်ပေးလိုက်လဲဆိုတော့ကျမ်းမာရေးလေးဒီထက်ပို့ကောင်းမွန်လာဖို့ဆိုရင်အဲ့ဟာလေးတွေလိုအပ်ပါတယ်ဆိုတာလေးကိုပြောပေးပါရနော်ဟုတ်ကျေးဇူးပါ